င်္ဂလာပါခေတ္တတလီဗေရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါသည်ပထမဆုံးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုဖော်ဆောင်မှုရည်မှန်းချက်ချင်းတူကြရင် PDF တွင်လက်နက်ချဖို့စကောင်းဆောင်ပြောဆိုသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါသည်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုဖော်ဆောင်မှုရည်မှန်းချက်ချင်းတူကြရင် PDF ရဲ့အပါအဝင်လက်နက်ကင်တွေလက်နက်ချဖို့စကောင်းဆောင်မြောင်းလိုင်းကပြောဆိုလိုက်ပါသည် ဒီဇင်ဘာလ3ရက်နေ့ဒီကနေ့မနက်ပိုင်းမှာမန္တလေးတိုင်းပြည်ဦးလင်းမြို့မှာပြုလုပ်တဲ့စစ်တပ်ကတူဘောလောင်တင်နဲ့အပတ်စဉ်69တင်နဲ့ဆင်ဝဲမှာသူကအခုလိုထည့်သွင်းပြောဆိုလိုက်တာပါလက်နက်ကင်လမ်းစဉ်တွေနဲ့ဖြစ်ရှင်းမှုကြိုးပမ်းမှုဟာနှစ်ပေါင်း80ကျော်ကြာတဲ့အထိမြစ်တီရလက်မှာထွက်မလာတာကိုသင်ခန်းစာယူဖို့လိုကြောင်း ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာလက်နက်ကန်လက်စင်ကြဖြစ်တယ်ဆိုတာအမှန်တမ်းရှုမြင်မှုအချိန်ကြာနေပြီဖြစ်ကြောင်းဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံနေပြည်ထောင်စုတည်ဆောက်ရေးကိုဖော်ဆောင်မှုကြီးမားကျက်သူကြရင်ပြည်ထောင်စုအကျိုးကိုရှေ့ရှုပြီး PDF အပါအဝင်လက်နက်ကန်အဖွဲ့တွေအနေနဲ့ဥပဒေပါအတွင်းဝင်ရောက်လာကြဖို့ကြိုးစို့ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်းထည့်တွင်ပြောကြားလိုကြောင်းဆိုကပြောပါတယ်ဒါအပြင်တစ်ဖက်မှာလည်းနိုင်ငံရေးဖြစ်စဉ်အကြောင်းတရားတွေကိုလက်ညှိုးထိုးပြီး NCA မှာလက်မှတ်ရေးထိုးခဲ့ကြသည့်တိုင်းရင်းသားလက်နက်ကန်အဖွဲ့အချို့ဟာ ရှိထားပြီးသားကတိကဝတ်တွေကိုချိုးဖောက်ပြီးငင်းချင်ရေးလမ်းကြောင်းကိုတွေ့ဖက်မှုတွေပြုလုပ်ခဲ့ကြတယ်လို့သူကဆိုပါတယ်။စစ်ကောင်းဆောင်ကပြည်ဝင်လင်ကိုရရှိနေတာကြောင့်မျိုးရင်းမျိုးပြင်းနဲ့ဆက်ဆက်လမ်းမိုင်းတွေအလုံးမှာစစ်ရင်ရအများပြားနဲ့လုံခြုံရေးတုံ့ပြန်ထားတယ်လို့မျိုးကန်တွေထံကသိရပါတယ်။မလာခင်ကတည်းကတက်တွေရောကြောင်းတက်နေတဲ့အရာစီတွေရောအကုန်လုံခြုံရေးပို့ထားတယ်။မန္တလေးပြည်ဝင်လင်လမ်းမိုင်းမရရနောက်ချုံနဲ့ဆက်တွေအထင်လုံခြုံရေးချထားပါတယ်လို့ပြည်ဝင်လင်တန်တဲ့နေစတဲ့မျိုးကန်တအူးကပြောပါတယ်။ စစ်ကားဆောင်ဟာဒီဇင်ဘာလ9ရက်မှာစီနီးပညာတက္ကသိုလ်အပတ်စဉ်29တင်းနဲ့ဆင်မွေးကိုဆက်လက်တရားမှာဖြစ်ပြီးအဲ့ဒီနေ့အထိပြည်ဦးလွင်စစ်တက္ကသိုလ်အတွင်းရှင်၎င်းတဲခိုရစစ်တပ်အခေါ်အိမ်တော်မှာဆက်လက်နေထိုင်မှာဖြစ်တယ်လို့အထက်မှမြို့ကန်ထံမှသိရှိရပါတယ်။ဆက်လက်ပြီးရခိုင်ပြည်နယ်အတွင်းရှင်14မြို့နယ်အပါအဝင် တိုင်းကြီး၃တိုင်းရှိစစ်စခန်းများကိုပါအေအေးထိန်းချုပ်ထားဆွဲတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ အာရခတက်တော် EAD ရခိုင်ပြည်နယ်မျိုးရင်းတိုက်ပွဲများမှာ အာရခတက်တော် EAD ရခိုင်ပြည်နယ်တိုင်းတိုက်ပွဲအတွင်းမြို့နယ်၁၄မြို့နယ်အထိတင်ယူပြီးထိစက်နယ်မြေများကိုမှစစ်ရေးချက်ထွင်လာနေကြောင်းသိရပါတယ်စစ်ကောင်မရှင်ကစစ်တွေမှန်အောင်နေကြားဖြူသုံးမြို့နယ်ကိုသာထိန်းချုပ်ထားနိုင်ပြီးရွေးကောက်ပွဲကျင်းပမယ်လို့ထုတ်ပြန်ထားသည့်ကြားဖြူမှစစ်ရေးပြင်းထန်လျက်ရှိပါတယ် ရခိုင်ပြည်နယ်နဲ့ထိစပ်နေသည့်ပဲခူးတိုင်းမကွေတိုင်းအေယံဝတီတိုင်းနဲ့စစ်ကောင်မရှိရင်စစ်စခန်းကြီးအချို့ကို AA ကထိချုပ်ထားတယ်လို့ ISP မြန်မာကဖော်ပြထားပါတယ်။ပဲခူးတိုင်းနဲ့မကွေတိုင်းနယ်ကကမဆတွေကို AA ကချင်းချောက်လာတာချင်းချောက်လာတာတော့အမှန်မင်းတိမ်မို့ဖြစ်နိုင်နေမဖြစ်နိုင်ဘူးဆိုတာနောက်ထောင်း အဲ့ဒီနေရာတွေအထိတိုက်ပွဲဖြစ်လာနိုင်တာကစစ်တပ်ကိုတုံ့လုံစေတာပဲလို့သတင်းရှင်မြစ်ကပြောပါတယ်။ဘကိုတန်အတွင်းစီညောင်ကျိုစခန်း၄တောင်တချောနေကာကွယ်ရေးပစ္စည်းစံရုံကမဆာဆက်ချောင်းဤကာကင်စခန်းကုန်းပွဲချောင်းတုံ့လုံစခန်းတို့ကိုအေအေကတိမ်မိုက်ထားပြီးညောင်ချီတောင်နဲ့ဆယ်လန်ချာမှလည်းစစ်ကောင်မစင်ကခန့်စစ်စခန်းများပြင်နေရကြောင်းဒေသခံသတင်းရှင်မြစ်များထံမှသိရှိရပါတယ်။ မခွေတိုင်အတွင်းနရရကံပြူဟာကွန်တဝါရှိအဓိကကာကေစကန်အားလုံးဒီပါမှလည်းအေအေးတယုံချင်းကိုခံနေရပြီးပင်မပြူဟာကိုရှိပေမီစစ်ကွန်ပြင်တတများထံရှိခါနေခရံများပို့ဆောင်ရန်ခက်ခဲနေကြောင်းသိရပါသည်။ဒါအပြင်အေယာဝတီတိုင်းရေကြီးအမြောက်သက်၃လေးအနီးရှိကာကေမြောင်လေးမျက်နှာမြို့နယ်ရှိဆက်ဆက်ရွရွနှင့်တဲနှုကုံတို့ရှိကာကေစကန်နှစ်ခုထံမင်းကိုအေအေးကထိ ंछ ုပ်ထားပြီးဖြစ်ကြောင်းသိရပါသည်။ ဆမ်းမြအပြင်းရမှုကိုအခွင့်အရေးယူ၍ရခိုင်ပြည်နယ်အတွင်းလေးချောင်းတိုက်ခတ်မှုများပြုလုပ်ကောင်းစစ်ရင်အားတိုးချဲ့လာပေမယ့်အေအေထင်းထုံနယ်မြေများကိုပြန်လည်ရယူနိုင်ခြင်းမရှိသေးပါဘူးရှင်။ ဆက်လက်ပြီးစစ်သား80ဝန်းကျင်တင်ဆောင်ခဲ့သည့်ခင်ဦးနိုင်ပွဲမှာတင်ဆက်ရရှိခဲ့သည့်လက်နက်ခဲယံများကိုတော်လန်ရေးရဲဘော်များထံသို့ဂွန်ပြူချင်းမြင့်စွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။အကြမ်းမတ်စစ်တမ်းမှာစစ်သားဝင်ကျင်တည်ဆုံခဲ့သည့်ခင်ဦးနိုင်ပွဲမှာတင်စီရာစီခဲ့သည့်လက်နက်ခဲယံများကိုတော်လန်ရေးရဲဘော်များထံသို့ဂွန်ပြူချင်းမြင့်လိုက်ကြောင်းခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှတော်လန်ရေးတရင်ရှင်မြစ်ကပြောဆိုပါသည်။ ဒီဇင်ဘာလနေရက်နေ့ခင်ဦးမျိုးနေမြို့နယ်ပကဖကတိုက်ပွဲအတွင်းသိမ်းဆည်းရမည်သည့်စစ်လက်နက်များအနက်မှ MA1 တနက်စလဲနဲ့ G3 တနက်လေးလက်အပါအဝင်စုစုပေါင်းတနက်စလဲလက်ကိုတိုက်နယ်ပကဖနှင့် UG ပကဖများကိုအတိအမှတ်ပြုဂေါပြုချင်းမြင်ပေးရကြောင်းသိရပါသည်တိုက်ပွဲမှာရတဲ့လက်နက်ခရဲနဲ့စစ်တုံးပစ္စည်းတွေကိုခွဲဝေပေးတာပါလို့ခီဦးမြင့်နယ်ပကဖမှာသတင်းရင်းမြစ်ကပြောဆိုပါတယ် နိုဝင်ဘာလ23ရက်နေ့မွန်လွယ်12နာရီခန့်မှာခင်ဦးမြို့နယ်မုံလာကျေးရွာအတွင် လေးရကြာရာကြီးတွေ့ဆဲထိုင်ချထားသည့်အကြမ်းမဲ့စစ်တပ်ကပြင်းထန်ပြူစော်တီရွာသို့အင်အား180ခန့်ဖြင့်ထွက်ခွာလာစဉ်တော်လရဲတပ်များကဈာပြတ်တိုက်ခိုက်ခဲ့ပြီးရဲနိုင်ပွဲအတွင်စစ်တပ်စစ်ကြောင်းတစ်ခုလုံးပြတ်သွားခဲ့ပါသည်၎င်းတိုက်ပွဲအတွင်းစစ်သား80ဝန်းကျင်သေဆုံးကလက်နက်29လမ်းနဲ့ခရယံများတင်စီရရှိခဲ့ကြောင်းသိရပါသည် ောင်လရင်ရဲဘော်များထံသို့စစ်လက်နက်ပစ္စည်းများပေးရပွဲသို့မြို့နယ်ပကဖာတာဝန်ခံပကဖာဒုတာဝန်ခံအင်အားစုဖွဲ့မှုလက်ချင်းရဲတာဝန်ခံစစ်လက်နက်တာဝန်ခံကုကေတာဝန်ခံ ဆက်ရွယ်ရေးတာဝန်ခံသတင်းတာဝန်ခံပကပဗန္နာရင်ပကပရုံအဖွဲ့မှုနှင့်ပကပသက်စိတ်မှုတို့မှအတိတိကွန်ပျူတာချင်းပြည့်ရခဲ့၍တိုင်းနယ်တဲတိုင်းနယ်နှင့်တိုင်းနယ်၃တိုင်းနယ်၄တိုင်းနယ်ငါပကဖာခေါင်းဆောင်ဒူခေါင်းဆောင်နှင့်အဖွဲ့များယူကြည်ပကပခေါင်းဆောင်များနှင့်အဖွဲ့များသက်ဆိုင်ရာပကပရဲဘော်များမှအတိတိလက်ခံရယူခဲ့ကြောင်းသိရပါသည် ခင်ဦးမြို့နယ်အတွင်းတော်လှန်ရေးတပ်များကတိုက်ခိုက်ချိန်မုံခဲ့သည့်စစ်တပ်စစ်ကြောင်းမှကံဘလူမြို့နယ်မှာနီးပြူဟာ33နှင့်ခမာယာ130တင်ကံဘလူပြူစော်ထိပ်များဖြင့်စုဖွဲ့ထားခြင်းဖြစ်ပြီးရင်းစစ်ကြောင်းကိုအမတ်နှစ်ရွှေဘုတ်ခရိုင်အမတ်3တရင်ခင်ဦးမြို့နယ်ပကဖားတိုင်နယ်တင်တိုင်နယ်နှင့်တိုင်နယ်3တိုင်နယ်လင်းတိုင်နယ်ငါပကဖားများခင်ဦးမြို့နယ်ပလာဖောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခင်ဦးမြို့နယ်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်ဆက်လက်ပြီးစစ်တပ်နဲ့မပူးပေါင်းမဆောင်ရွက်နိုင်လျင် အစိုးရတက်တလာပြီးနောက်နေ့ပြုတ်ကြမည်ဟုစံဖတ်ပါသည့်ဥက္ကရာခင်ရေးပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အကြမ်းမတ်စစ်တမ်းနဲ့မပူပေါင်းမဆောင်ရွက်နိုင်လျင်အစိုးရတက်တလာပြီးနောက်နေ့ပြုတ်ကြမည်ဖြစ်ကြောင်းစံဖတ်ပါသည့်ဥက္ကရာခင်ရေးကပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ29ရက်နေ့ပတ်သိမ်းမြို့မှာကျင်းမပြုလို့တီစံဖတ်ပါသည့်မဲဆွယ်စည်းရုံးပွဲမှာစံဖတ်ခင်ရေးကထို့ထို့ပြောဆိုလာခြင်းဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာစန္ဒမဲပင်ရမှာစစ်တပ်နဲ့အစင်ပြေတီပါတီကိုသာမဲပင်ရမည်ဖြစ်ကြောင်းစစ်တပ်နဲ့အစင်မပြေတီအစိုးရတက်မှာတက်လာပြီးနောက်တနေ့မှာပြောကြားသွားမည်ဖြစ်ကြောင်းထို့ကြောင့်စစ်တပ်နဲ့အစင်ပြေတီပါတီကိုစံထား၍ရွေးချယ်ရမည်ဖြစ်ကြောင်းစက်ဖို့ခင်ကြီးကပြောဆိုပါတယ် အစိုးရတကတက်မတော်နဲ့ကြောချင်းကရင်ချင်းကမဆောင်ရွက်နိုင်မှုဆိုရင်တေးစားတယ်ဒီအစိုးရနောက်နေပြုတ်ကြမှာဒါကိုစံထားပြီးရွှေရမယ်တိုင်းပြည်ပြည်လဲထူထောင်ရေးမှာအသွေးကြုံရှိတဲ့အဖွဲ့အစည်းမျိုးလော်ဖူးကံမှုတဲ့လူမျိုးလူတဲ့ဟုစံဖူးခင်ကြီးကပြောဆိုပါတယ်စစ်တက်ကရွေးကောက်ပွဲလုပ်ရန်အချိန်နီးကဏ္ဍတည်နေအမြောက်စစ်ကောင်းဆောင်မင်းအောင်လိုင်းလဲရွေးကောက်ပွဲမှာစစ်တပ်နဲ့တဟဆာနာဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူများကိုတော့မြေပိရွေးချယ်ရန်ဒီဇင်ဘာလတရနေ့ပြည်ဦးလင်စင်ဝန်ထမ်းများနဲ့တွေ့ဆုံစဉ်တရားဝင်ပေါ်ပေါ်တင်တင်ဖိအားပေးပြောဆိုလာပါတယ် ဆန္ဒမဲများပင်ရမှာတမ်းပြင်းတဲ့ဒေတာချိုးကိုဆောင်ရွက်နိုင်သူဒုသဝင်အရေးသုံးပါးကိုလိုင်းနာဆောင်ထိန်နိုင်သူစစ်တပ်ကနိုင်ငံတော်တည်တဲ့၍တည်ရှိနေမိအခိုင်အမာဆုံးသောအဖွဲ့အစည်းဖြစ်တာကြောင့်စစ်တပ်နဲ့တဟဆာနာဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူများကိုရွေးချယ်၍ဆန္ဒမဲပေးရန်လိုအပ်ကြောင်းမြန်အောင်လိုင်းကပြောဆိုခဲ့ပါသေးရှင်ဆလပင်စင်ကူမြို့နယ်ညောင်ဝင်းရွာကိုစစ်တကားလေရင်ပြေပုံချက်တိုက်ခတ်မှုပြည်သူတအုပ်တည်ဆုံပြီးကလင်းငယ်တအုပ်အပအဝင်လေးဦးထိခိုက်ဒဏ်ရာရဆက်တရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ် မန္တလေးတိုင်းစင်ကူးမြို့နယ်ညောင်ဝန်းရွာကအကြမ်းမတ်စစ်တပ်ကလေရင်ဖြစ်ပုံကျက်တိုက်ခတ်ခြင်းကြောင့်ပြည်သူတအုပ်သေးဆုံးပြီးကလေးငယ်တအုပ်အပါအဝင်လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းစင်ကူးမြို့နယ်ပကဖားသတင်းတာဝန်ခံကိုတမ်းမဏိကပြောဆိုပါတယ်ဒီဇင်ဘာလ2ရက်နေ့မှာစင်ကူးမြို့နယ်ညောင်ဝန်းကျေးရွာကိုအကြမ်းမတ်စစ်တပ်၏တပ်တအုပ်လေးတပ်မှတက်လာသည့်ကြက်ဖိုက်တာတစ်စီးကလေကြောင်းတိုက်ခတ်မှုတစ်ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရပါသည် အကြမ်းဆက်တဲ့အီလေးချောင်းတိုက်ခတ်မှုအတွင်အသက်35နှစ်အရွယ်အမျိုးသားတအူးတွေဆုံးခဲ့ပြီးအသက်70နှစ်အရွယ်ကလေးငယ်တအူးအပါဝင်ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိကောင်းနေအိမ်နှလုံးလေးထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်စင်ကူးမြို့နယ်ညောင်ဝင်းကျေးရွာကိုတရက်ဦးလေးတက်ကတက်လာတဲ့ဇက်ဖိုင်တာကလေးချောင်းတက်ခတ်မှုတခြင်းပြုလုပ်သွားတာအသက်35နှစ်အရွယ်အမျိုးသားတအူးတည်ဆုံးနေ10နှစ်အရွယ်ကလေးငယ်တအူးကပါဝင်ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိတဲ့ ။နောက်ပြီးနေအဆောက်အုံနှလုံးလဲပြသသွားတယ်လို့စင်ကူးမြို့နယ်ပကဖသတင်းတာဝန်ခံကိုတမ်းမဏိကပြောဆိုပါတယ်။အလားတူနိုဝင်ဘာလ28ရက်နေ့ကလည်းစင်ကူးမြို့နယ်မှာစစ်ဆောင်ပြည်သူများနေထိုင်သည့်ဝါယုံကုန်းကျေးရွာ၊ဖုန်ကြီးကျောင်း၊ပင်လယ်ကျေးရွာ၊စပင်ရိုးရွာနဲ့ ြင်းပင်များတို့ကိုအကြမ်းမတ်စစ်တပ်ကလေရင်ပြေပုံးကျက်တိုက်ခိုက်ခြင်းကြောင့်ပြည်သူ9ဦးသေဆုံးခဲ့ကြောင်းဒါအပြင်နိုဝင်ဘာလ9ရက်နေ့နဲ့12ရက်နေ့ကလည်းအကြမ်းမတ်စစ်တပ်ကဆွေးမေးဆောင်ပြည်သူများနေထိုင်သည့်စင်ကူးမြို့နယ်မာလေးရွာစတင်ကျောင်းနှင့်ပြည်သူချင်းရွာစတင်ကျောင်းတွေကိုလေရင်ပြေပုံးကျက်တိုက်ခိုက်ခြင်းကြောင့်ပြည်သူ9ဦးသေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်ရှင်။